ဟိုဆရာသူတောင်းစာတို့ဖြတ်တာများတော့အဲ့လိုတစ်ဖက်သက်ကိုပိတ်ဆက်ပြီးချက်တဲ့အချက်တွေများတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းအချက်ဆိုတာရောသူတယောက်ယောက်ကိုချက်တယ်ဆိုရင်အတယောက်အစဉ်ပြေနေရမြင်ကျွန်တော်ရပြီအဲ့အဲ့လိုမျိုးဟုတ်အတက်နိုင်ဆုံးပေါ့အဖက်ဖက်ကကိုကျွန်တော်ကအဲ့လိုလိုချင်တာကိုနည်းအောင်လောဘနည်းအောင်နေတယ်လောဘနည်းအောင်ကျွန်တော်နေတယ်ဟို minimalism လို့ဖြစ်အောင်နေတယ်ပေါ့နော်ဟုတ်လောဘကတော့လူလူတယောက်စီမှာတော့လောဘဒေါသမောဟတော့ရှိမယ်ဒါပေမဲ့အလွန်လောဘအလွန်ဒေါသအလွန်မောဟမဖြစ်ဖို့တော့အရေးကြီးတာပေါ့နော်အဆန်ကကိုစားနေတာလေကုံသွားရဆိုတော့ဩရပါလိမ့်ချာနောက်တစ်ခုပြောင်းစားလိုက်မယ်အဲ့လိုမျိုးပေါ့ကျွန်တော်ကအာတယောက်နဲ့တယောက်ခံရကြတော့မတူဘူးပေါ့ကျွန်တော်ကကြတော့ဟိုညှော်လင်းချက်နဲ့အေဂျင့်နဲ့လို့ကျွန်တော်ထင်နေအတွက်ဒါတချို့ကြတော့လေညှော်လင်းချက်ရှိမှဟိုအောင်မြင်မှုဒါလူတိုင်းကတော့ကြိုးစားတာပဲအောင်မြင်ချင်တာပဲကျွန်တော်လည်းကြိုးစားတယ်ကျွန်တော်လည်းညီမန်းသားညီမန်းချက်တွေအများကြီးရှိတယ်ကျွန်တော်ညီမန်းချက်ကြီးတယ် ဒါပေမဲ့မျှော်လင့်ချက်ကိုအများကြီးမထားဘူးကြီးမှန်းထားတဲ့အတိုင်းကြိုးစားမယ်ဒီနေ့တော့ရောက်နေတယ်ကျွန်တော်ဟုတ်တဖက်သက်လားတဖက်သက်ကတော့လူတိုင်းလူတိုင်းဘဝမှာတော့ချက်ဘူးမယ်ထင်တာပဲเนาะအခုတော့မရှိဘူးအသက်ကြီးလာလို့လာတော့မသိဘူးဟုတ်ကျွန်တော်မခံစားဘူးတော့မသိသေးဘူးမှာခံစားကြည့်လိုက်ဘူးကျွန်တော်ကလားကျွန်တော်ဟုတ်လားကျွန်တော်ကတော်တော်ဝေးกว่าနေရတာကြာပြီဗျတော်တော်ဝေးกว่าနေရကြာပြီကြည့်ဦး ရှိတော့ရှိမှာပေါ့နော်ကျွန်တော်ကနပြောလို့အဲမျောလင်းချက်ဆိုအဲအတိုင်းပဲကျွန်တော်ဆိုလဲဟိုဆရာ2000ဆောင်တိဖတ်တာများတော့အဲ့လိုတဖတ်တက်ကိုပေးဆက်ပြီးချက်တဲ့အချက်တွေများတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းအချက်ဆိုတာရောသူတယောက်ယောက်ကိုချက်တယ်ဆိုရင်အတယောက်အစဉ်ပြေနေရမြင်ကျွန်တော်ရပဲအဲအဲ့လိုမျိုးသူ့ပိုင်ဆိုင်ရမှာသူနဲ့နေရမှာသူနဲ့တွေ့ရမှာအဲ့လိုမရှိအဲ့တကယ်အဲ့တကယ်ဘလူတိုင်းမထင်တာမထင်တာဟိုကျွန်တော်စာအုပ်ကြီးလိုပဲထင်ကြလူတွေကလေ ကြပြီဆိုတာကျွန်တော်ကမထအဓိကဗျာဟိုကျွန်တော်ကအလုပ်လုပ်ရမယ့်အချိန်ဆိုတော့လေအလုပ်လေးအားဆိုင်ပြီးလုပ်နေတာငယ်ငယ်တုန်းကတော့ထားခဲ့ပူတာပေါ့နော်ငယ်ငယ်တုန်းက19 20အပတ်ချလေးရေတော့ကျွန်တော်ကအခု29ဖြစ်ပြီဆိုတော့အဲဒီအချိန်မှာအလုပ်လေးတိကျလုပ်ရမယ့်အချိန်ပေါ့နော်ယောက်ျားတစ်ယောက်တော့အလုပ်လေးတိကျလုပ်ရမယ့်အချိန်ကြာပြီဗျာတော်တော်ကြာပြီနှစ်ဘယ်နှစ်လောက်ရှိပြီ3 3နှစ်လောက်ရှိပြီမွေးရတာမဟုတ်ပါဘူးမွေးရတာတော့ဘာမှဘယ်နှခါလောက်ရှိဘူးလဲပထမဆုံးကတော့မိဘကိုချက်တာပေါ့ဗျာ ပြီးတော့ညီကိုမောင်တို့တွေချက်တာပေါ့အချက်တွေကတော့အများကြီးဖောင်ကနေပတ်သက်ပြီးတော့အင်းချက်ဘူးပါနှစ်ခေါက်လောက်ပေါ့နှစ်ခေါက်လုံးကလည်းတစ်ဖက်တစ်ဖက်မဟုတ်ဘူးဗျအာကျွန်တော်ဒီတိုးတိုးလေးချက်မယ်ဇကာကိုကျွန်တော်ဇလန်းတွဲပေါ့နော်အဲ MRD4 မှာနေ့စဉ်တနင်္လာနေ့တောက်ကြညာ7:30မှာပြသနေပါပြီ Heyplay မှာဆိုလည်းနေ့နဲ့2:00ရန်နေ့စတင်ပြသနေပါပြီ